ကျွန်တော်တို့ငယ်စဉ်ဘဝမှာအရေးပါခဲ့တဲ့အခွေငါးဆိုင်တွေကဒီနေ့အချိန်မှာအရေးမပါတော့ပါဘူး။အဲဒီလိုမျိုးပဲလက်ရှိအချိန်မှာမိတ်ဆွေတို့လုပ်နေတဲ့လုပ်ငန်းတကူကနောက်တစ်ချိန်မှာအရေးမပါတော့တာမျိုးဖြစ်လာနိုင်ပါဘူး။ဟုတ်ပါတယ်ခင်ကြီးကအယမ်းမြန်ပါတယ်။မနေ့ကအလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကဒီနေ့မှာအလုပ်ဖြစ်ချိန်မှာဖြစ်ပါတော့မယ်။ထို့အတူမနေ့ကမှာအလုပ်ဖြစ်ချိန်မှာဖြစ်ပါတော့မှာ။ဒီလိုမျိုးကိစ္စတွေအတွက်မိတ်ဆွေတို့ဘယ်လိုပြင်ဆင်ထားဖို့လိုအပ်လဲ။ အားလုံးမင်္ဂလာပါစီးစီအန်နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့စီးပွားရေးနဲ့ marketing ပိုင်းတွေကို sharing လုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါတယ်ဒီကနေ့ topic အကြောင်းအရာလေးကစီးပွားရေးနဲ့လည်းဆိုင်တယ်လို့ကျွန်တော်တို့တပွေတကာရတမုံပွင့်ကြောင်းနဲ့ဆိုင်ပါတယ်ဒီကြောင်းလေးကိုကျွန်တော် TikTok မှာကြည့်လိုက်ရတာပါအကူတယောက်ပြောထားတယ်သူကတော့မသက်ဆိုင်ခြင်းများဆိုပြီးခေါင်းငယ်နဲ့ပြောထားတာဟုတ်တယ်ကျွန်တော်တို့ငငယ်တုန်းကဖြတ်တန်းခဲ့ရတဲ့အခွင့်အားဆိုင်နေဒီနေ့ခေတ်ဒီနေ့ခါမှာမရှိတော့ပျောက်ကွယ်သွားပြီဒီချိန်တုန်းကဘုရားပေါ်မှာကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့လုပ်ငန်းတွေ ီနေ့အချိန်မှာအရင်ခင်မစားတော့အထို့အတူကျွန်တော်တို့သတင်းစာတွေပေါ့နော်ပေပါနဲ့ဖတ်တဲ့သတင်းစာတွေဒီနေ့ခင်မှာသိပြီးတော့ခင်မစားတော့ဒီလိုမျိုးခင်ရဲ့အပြောင်းအလဲကြောင့်ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ်ကျွန်တော်တို့ရဲ့သမွေဝင်ကြောင်းဟာမသက်ဆိုင်လို့တာမျိုးဖြစ်သွားနိုင်ပါလေဒီလိုကိစ္စအတွက်လက်တွေ့အကြအဆုံးအဖြေကတော့ adaptation နဲ့ evolution ဖြစ်ပါတယ် မြန်မာလူစီလူအောင်ပြောရမယ်ဆိုလို့ရှိရင်တော့လိုက်လျောညှိထွေဖြစ်အောင်ပြောင်းလဲခြင်းနဲ့စင်ကယ်ပြောင်းလဲခြင်းပါဆိုလိုတာကကျွန်တော်တို့အခွေငါးဆိုင်ကြီးခင်မရှိတော့ဘူးဒါဆိုဘာလုပ်လို့ရလဲဇကားတွေကိုမီတာပြန်ကူးပေးတာမျိုးလုပ်လို့ရတယ်ဒါ adaptation လုပ်လိုက်တာပေါ့နော်အချို့ကပြောလိမ့်မယ်အာ channel မြန်မာမှာ download ဆွဲပြီးတော့ကြည့်လို့ရတယ်။ဥပမာ channel မြန်မာ app ထဲမှာကြည့်လို့ရတာ။ Okay အဲ့လိုတော့ဥမာ ကျွန်တော်တို့ကြည့်ဖို့ internet line အဆင်မပြေတာအကြောင်းမျိုးတော့အဆင်မပြေတဲ့လူတွေခြေနေတယ်အခုချိန်ဒီ data နဲ့ကူးကြည့်နေတဲ့လူတွေရှိသေးတယ်နောက်တစ်နေ့ကဒီစကားတွေကိုပဲအခုခေတ်မှာဖြစ်စားနေမျိုးမျိုး telegram မှာ group ထောင်ပြီးတော့ကျွန်တော်တို့ပြန် share မယ်ကြော်ညာထည့်မယ်ဒါမှမဟုတ်ရင်လည်းနားစင်ကြီးနေပေါ့နော်ပြေးပေးမယ်ဒါမျိုးလုပ်လို့ရတယ်အခုနပြောတဲ့ ဖျားပေါ်ကဓာတ်ပုံရိုက်တဲ့လုပ်ငန်းဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ mobile photography ပေါ့ပုံနဲ့ဓာတ်ပုံရိုက်ပြီးတယ် mobile photography ကိုပြောင်းလို့ရတယ်ဒါမျိုးကကျွန်တော်တို့ဗကန်တို့ဘာတို့ချောင်းတာငွေဆောင်တော့မှတအားခက်စားတယ်အဲ့မှာရှိတဲ့ကလေးလေးတွေဆိုလို့ရှိရင်တအားမြင်တတ်တယ်ဗျာသူတို့ဘလို့လေးရရင်လှမယ်ဆိုတာမျိုးအဲဒါမျိုးပြောင်းလဲလို့လို့ရတယ်နောက်တစ်ခုကသတင်းစာတွေပေါ့ကိုကသတင်းတော့တယောက်ဖြစ်ခဲ့တယ်သတင်းစာတွေကအရင်အားမကောင်းတော့ဘူးဆို online ပေါ်မှာ content writer ဖြစ်ပြောင်းလဲတာမျိုးဒါမှမဟုတ်ပတ်နဲ့ content creator ဖြစ်ပြောင်းလဲတာမျိုးဒါမျိုးပြောင်းလဲလိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်း အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လုပ်ငန်းကကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့အခုလိုမျိုးမတော်တဆခက်ရဲ့အပြောင်းလဲကြောင့်မသက်ဆိုင်တာမျိုးဖြစ်လာခဲ့နေဆိုလို့ရှိရင်အခုနကပြောလိုက်တဲ့လိုက်ရောညစ်တွေဖြစ်အောင်ပြောင်းလဲတာဒါမှမဟုတ်ဘယ်နဲ့စင်ကဲပြောင်းလဲတာမျိုးလုပ်လို့ရတယ်ဒါကပြဖြစ်လာတော့မှပြောင်းလိုက်တဲ့ကိစ္စပေါ့အဲ့လိုမဟုတ်ဘဲနဲ့မဖြစ်ခင်ကတော့ကြိုတင်ကာကွယ်လို့မရဘူးလားကြိုတင်ပြင်ဆင်လို့မရဘူးလားရပါတယ်နံပါတ်1က ကျွန်တော်အမြဲတမ်းပြောပြောနေတဲ့ creativity ပါအသက်အသက်တွေအမြဲတမ်းတည်ထွင်ဖန်တီးစမ်းသပ်နေဖို့လိုတယ်။နံပါတ်1တစ်ချက်ကကြတော့အပြောင်းလဲကိုမငင်းဆန်ဘူးလို့ပဲ။တခါတလေကြာရင်ခက်ကပြောင်းလဲနေရဲ။အဲ့ဒါကိုအတင်းတင်းခံနေငင်းဆန်နေပေါ့။အာရရတယ်ကိစ္စမရှိဘူး။ငါတို့ကဒါလိုမျိုးပဲလုပ်လာတာ။ အရေးကြီးဆုံးသောအချက်ကကြတော့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာဝယ်သူတွေကဘာတွေလိုအပ်နေလဲဘာတွေလိုချင်နေလဲဒါကိုအမြဲတမ်းကျွန်တော်တို့ကြည့်နေဖို့လိုတယ်ဒါမှကျွန်တော်တို့ကခုနပြောလိုက်တဲ့ creativity လဲလုပ်နိုင်မယ် chain ကိုလဲကျွန်တော်တို့လုပ်နိုင်မယ်အပြောင်းလဲကိုလဲလုပ်နိုင်ပါလိမ့်မယ်ဆိုတော့ဒီသုံးချက်ကိုကျွန်တော်တို့အမြဲတမ်းစဉ်းစားနေမယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းကြီးက ဟိုမပြိုလဲသွားနိုင်ဘူးမပြောက်ဆုံးသွားနိုင်ဘူးမတက်ဆိုင်တော့ဘူးဆိုရင်တော့လိုအပ်တယ်လို့အလင်းတဲ့တယ်လို့ပြုပြင်ပြောင်းလဲသွားလို့ရမှာဖြစ်ပါတယ်။ဒါကတော့စီးပွားရေးလုပ်ငန်းအနေနဲ့ပြောတာပေါ့နော်။တကွေးတကွာကတမွေးမွေးကြောင်းအရာကောဒီလိုဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကတော့ personal branding ကောင်းကောင်းတည်ဆောက်ထားပါ။ personal branding ကောင်းကောင်းတည်ဆောက်ထားရဲဆိုရင်ဒီနယ်ပယ်ကအကြောင်းမတိုက်ဆိုင်လို့အဆင်မပြေတော့ဘူးဆိုရင်အခြားနယ်ပယ်တကူကိုပြောင်းလိုက်ခါလဲကိုကလူတိပီးသားကိုကလူတွေကယုံကြည်ပီးသားကိုကဘယ်လိုလူမျိုးလဲဆိုတာတိပီးသားဖြစ်ကြောင်းမလို့ပူပြောင်းရတာအရင်ခက်ခဲမှာမဟုတ် ပြောချင်တာကအဲ့ဒီ ਨੇ ပဲအတွက် technical တို့လိုအပ်တဲ့ skill တွေကိုပဲ skill set တွေကိုပဲဖြည့်ရမှာဗျာကျန်တဲ့ဟိုအပိုင်းကိုအရင်လုပ်เสียရမလို့ဘာလို့ဆိုတော့ကိုကိုကိုသိနေပြီဒါဖြစ်တဲ့အကြောင်းလို့နောက်တစ်ချက်ကကြတော့ networking ကောင်းကောင်းလုပ်ထားပါပေါ့နော်ခုနသဘောတရားနဲ့တူတယ်ကိုက networking ကောင်းတယ်လူတော်တော်များများ ਨੇ ပဲတော်တော်များများနဲ့အဆင်ပြေတယ်ဒါဆိုလို့ရှိရင်ကိုကဒီ level ကိုအဆင်မပြေလို့နောက်တစ်နေပဲကိုပြောင်းတဲ့ခါကြရင်လေကိုကိုရှေ့ကနေ လမ်းပြပေးမဲ့သူလက်တဲခွဲမဲ့သူအခုညီပေးမဲ့သူဒီလိုမျိုးတွေအများကြီးရှိပါလိမ့်မယ်။မိတ်ဆွေတို့နဲ့ဒီချက်လက်လေးတွေပြင်ဆင်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ်ကိုယ့်ရဲ့တမုံဝင်ကြောင်းလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်အလိုအပ်လိုပြုပြင်ပြောင်းလဲလို့ရမှာဖြစ်ပါတယ်။နောက်ဆုံးပိတ်အနေနဲ့ပြောချင်တာကတော့ကျွန်တော်ဒီကနေ့ပြောပြခဲ့တဲ့အချက်အလက်တွေကမိတ်ဆွေတို့ရဲ့လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်တမဝင်ကြောင်းအတွက်ပဲဖြစ်ဖြစ်အသုံးဝင်ပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေနဲ့မသက်ဆိုင်လို့တဲ့သူမအတွက်တော့ဒီအချက်အလက်တွေကအသုံးဝင်မှာမဟုတ်ပါဘူး။ဒါလေးပြောချင်တာပါ။ဟုတ်ကဲ့ပါကျွန်တော်နောက်ဝီဒီယိုနဲ့ဒီပြန်လာခဲ့ပါမယ်ဗျာ။